မင်္ဂလာမနက်ခင်းပါရှင်။မေလ28ရက်နေ့မနက်ခင်းသတင်းတွေကိုစတင်ပြီးထားရထုံးနဲ့တင်ဆက်ပေးပါရမယ်။ဒီနေ့မနက်ခင်းသတင်းတွေမှာတော့နောက်ဆက်တွဲကလေးတုံ့ပြန်ရေးအစီအစဉ်အတွက်ရမုံငွေ18.200ခိုင်နှုန်းသာရရှိထားပြီးခရီးပြူထားတဲ့လူငွေတွေအချိန်မီထည့်ဝင်ဖို့ UN နှုန်းချမြန်မာထုတ်ပြန်ခဲ့တဲ့သတင်း။ဘီလင်းညွန့်နဲ့ဘီလင်းနယ်ကြီးသွားကားလမ်းမကြီးပေါ်မှာရှိတဲ့ပေ80တန်းကုန်ကွန်ကရစ်တံတားမိုင်းထောင်ဖောက်ခွဲခံခဲ့ရတဲ့သတင်း။ ရုရှားသမ္မတဗလာဒီမာပူတင်ဟာယူသွတ်သွားတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဝေဖန်ခဲ့တဲ့သတင်းမြောက်ကိုရီးယားကစစ်သည်မမတော်တဆမှုနဲ့ပတ်သက်ပြီးနောက်ထပ်အရာရှိတဦးကိုဖမ်းဆီးခဲ့တဲ့သတင်းနဲ့မိမိနေပြတဲ့တပ်တန်းအတွင်းမှာရီယယ်မက်ဒရစ်အသင်းရဲ့ခေတ်သစ်တစ်ခုကိုအစားပြုသွားမယ်လို့အလွန်ဆိုကြုံးဝါခဲ့တဲ့သတင်းအစရှိတဲ့သတင်းတွေပါဝင်ပါတယ်။ဦးဆောင်သတင်းဒီပုံအနေနဲ့ ောက်ဆက်တွဲငလင်းတုံပြင်းရေးအစီအစဉ်အတွက်ရမုံငွေ18ဒသမ200ခန်းလုံးသာရရှိထားပြီးခရီးပြူထားတဲ့အလုံငွေတွေအချိန်မီထည့်ဝင်ဖို့ UNO ချားမြန်မာထုတ်ပြန်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါပါ။နောက်ဆက်တွဲငလင်းတုံပြင်းရေးအစီအစဉ်အတွက်ရမုံငွေ18ဒသမ200ခန်းလုံးသာရရှိထားပြီးခရီးပြူထားတဲ့အလုံငွေတွေအချိန်မီထည့်ဝင်ဖို့အတွက် UNO ချားမြန်မာကထုတ်ပြန်ထားပါတယ်။မလ28ရက်က အင်အားပြင်းထန်တဲ့ငလျင်နှစ်ကြိမ်လှုပ်ခတ်မှုကြောင့်မြို့ပြတွေနဲ့ကျေးလက်ဒေသတွေမှာအကြီးအကျယ်ပျက်စီးမှုတွေဖြစ်ပွားခဲ့ပြီးအသက်ဆုံးရှုံးမှုအင်ဂျင်နဲ့အခြေခံအဆောက်အုံတွေပျက်စီးတာအသက်မွေးဝမ်းကြောင်းမှုတွေထိခိုက်တာတွေဖြစ်ခဲ့ကြောင်းမြန်မာနိုင်ငံမှာလူသားချင်းစာနာမှုဆိုင်ရာအကွင့်ကြီးလိုအပ်နေသူလူရေ16.9တန်းနဲ့လိုအပ်ချက်စံချိန်တင်မြင့်တက်နေပြီးငလင်းအပီးမှာထတ်တိုးလူရေ2တန်းဟာအရေးပေါ်အကွင့်ကြီးလိုအပ်လျက်ရှိကြောင်း UNOCHA မြန်မာရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 2025ခုနှစ်လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေနဲ့တုံ့ပြန်ရေးအစီအစဉ်အတွက်ရန်မုံငွေဟာအခုအချိန်အထိ9.8%ခန့်နှုန်းသာရရှိထားပြီးနောက်ဆက်တွဲငလျင်တုံ့ပြန်ရေးအစီအစဉ်အတွက်16.2%ခန့်နှုန်းသာရရှိထားကလူမှုဘဝရှင်သန်ရေးအကူအညီတွေတိုးမြှင့်ပေးနိုင်ဖို့နဲ့အထူးကိစ္စုံဒေတာတွေကိုရရှိကူညီနိုင်ဖို့ထပ်တိုးရန်မုံငွေနဲ့ဂရုပြုထားတဲ့အလူငွေတွေအချိန်မီထည့်ဝင်ချပေးဖို့အရေးကြီးကြောင်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ မြန်မာနိုင်ငံဟာမကြာခဏဖြစ်ပေါ်လာတတ်တဲ့ဘေးအန္တရာယ်တွေဆက်လက်ဖြစ်ပွားနေစေပဋိပက္ခတွေကြောင့်ခက်ခဲတဲ့လူသားချင်းစာနာမှုအကျက်တဲတွေနဲ့ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအန္တရာယ်တွေကိုဆက်လက်ရင်ဆိုင်နေရပြီးနိုင်ငံတော်မှာလူရေ3တက်သမ5သန်းခန့်နေရဆွန့်ခွာနေထိုင်ကြရတယ်လို့ UN OCHA မြန်မာကထုတ်ပြန်ပါတယ်ဖြန်အပြင်းနဲ့ငလင်းလှုပ်ခတ်မှုအပြင်ခုနှစ်ပတ်ကြာခဲ့ပြီဖြစ်ပေမဲ့မိသားစုတွေဟာအိုးမဲ့အိမ်မဲ့ဖြစ်လျက်ရှိပြီ အန္တရာယ်ရှိတဲ့အခြေအနေတွေမှာနေထိုင်နေရဆဲဖြစ်ကြောင်းမိုးရသည်မတိုင်းမီငလင်းဘေးသင့်ပြည်သူတွေကိုအကွက်ညီပေးနိုင်မှုလူသားချင်းစာနာမှုဆိုင်ရာဝန်ထမ်းတွေကကြိုးစားဆောင်ရွက်လျက်ရှိကြောင်း UNOCHA မြန်မာရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မြန်မာနိုင်ငံမှာမလ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်းအားအလွန်ပြင်းထန်တဲ့ငလင်းတံကိုပြင်းထန်စွာခံစားခဲ့ရတဲ့တိုင်းဒေသကြီးနဲ့ပြည်내6ခုလုံးမှာမေ24ရက်အထိသေဆုံးသူ3932ဦးထိခိုက်ဒဏ်ရာရရှိသူ9104ဦးနဲ့ ျောက်ဆုံးသူ85ဦးရှိတယ်လို့ NASA ကကထုတ်ပြန်ထားပါတယ်။ဖီလင်းမြို့နယ်ဖီလင်းနယ်ကြီးသွားကားလမ်းမကြီးပေါ်မှာရှိတဲ့ပေ၈၀တန်ကိုကွန်ကရစ်တံတားမိုင်းထောင်ဖောက်ခွဲခံရတဲ့တရင်ကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါမယ်။ဖီလင်းမြို့နယ်ဖီလင်းနယ်ကြီးသွားကားလမ်းမကြီးပေါ်မှာရှိတဲ့ပေ၈၀တန်ကိုကွန်ကရစ်တံတားမိုင်းထောင်ဖောက်ခွဲခံရတာကြောင့်ကန်ကတ်ခုံပြိုကျပြက်စီးခဲ့ပြီးလူနဲ့မော်တော်ယာဉ်တွေဖြတ်တန်းသွားလာနိုင်ခြင်းမရှိဘူးလို့သိရပါတယ် မေ26ရက်မနက်ပိုင်းမှာမွန်ပြည်နယ်ဘီလင်းမြို့နယ်တညင်ပင်ကျေးရွာရဲ့အနောက်ဘက်မီတာ300ခန့်အကွာဘီလင်းနတ်ကြီးသွားကားလမ်းမကြီးပေါ်မှာရှိတဲ့မိုင်းတိုင်အမှတ်16မြင်းဆောင်2နဲ့3အကြောင်းအရှိပေ80အကျယ်24ပင်ရှိတဲ့တန်ကိုကွန်ကရစ်အမျိုးအစားတရားအမှတ်3မြင်းဆောင်18ကို KNN နဲ့ PDF တွေကမိုင်းထောင်ဖောက်ခွဲခဲ့ကြောင်းနာဆာကသတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။မိုင်းပေါက်ကွဲမှုထံကြောင့်အဆိုပါတန်ကိုကွန်ကရစ်တရားဟာ တောင်ဘက်ကန်းကတ်ခုံကနေပြိုကျပျက်စီးခဲ့ပြီးလူနဲ့မော်တော်ယာဉ်တွေဖြတ်တန်းသွားလာနိုင်မှုမရှိကြောင်းနဲ့ပျက်စီးသွားတဲ့တံတားကိုတာဝန်ရှိသူတွေကပြန်လည်ပြုပြင်ခြင်းလုပ်ငန်းတွေကိုအမြန်ဆုံးဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ရုရှားသမ္မတဗလာဒီမာပူတင်ဟာယူသွတ်သွားတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရပ်ဝေဖန်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဆက်ဖြစ်နေတဲ့နိုင်ငံနဲ့နိုင်ငံအကျဉ်းသားအများပြားဖလှယ်မှုပြီးစီးသွားတဲ့တိုင်အောင် ရုရှားကယူကရိန်းကိုပြင်းထန်တဲ့ဒရုန်းတိုက်ခိုက်မှုကိုလုံဆောင်လိုက်တာကြောင့်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကရုရှားသမ္မတဗလာဒီမာပူတင်ကိုယူသွတ်သွားတယ်လို့မေလ25ရက်က ပြောကြားခဲ့ပါတယ်။မေလ25ရက်ညပိုင်းမှာရုရှားကယူကရိန်းကိုစံချိန်တင်များပြတဲ့ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့တဲ့အတွက်အနည်းဆုံး73ဦးသေဆုံးခဲ့ပါတယ်။ကျွန်တော်ကရုရှားရဲ့ဗလာဒီမာပူတင်နဲ့အလွန်ကောင်းမွန်တဲ့ဆက်ဆံရေးအမြဲတမ်းရှိပါတယ်။ဒါပေမဲ့သူကတခုခုဖြစ်နေပါတယ်။သူကလုံးဝယူသွတ်သွားတာဖြစ်ပါတယ်လို့ ထရမ့်ကသူ့ရဲ့ True Social မှာတင်ခဲ့တဲ့ post မှာဖော်ပြခဲ့ပါတယ်သူကယူကရိန်းရဲ့အစိပ်ပိုင်းကိုလိုချင်တာမဟုတ်ပါဘူးယူကရိန်းတနိုင်ငံလုံးကိုအလိုရှိနေတာပါလို့ကျွန်တော်အမြဲတမ်းပြောခဲ့ပြီးပါပြီကျွန်တော်ပြောတဲ့စကားကမှန်ကောင်းမှန်နေနိုင်ပါတယ်ဒါပေမဲ့သူကယူကရိန်းတနိုင်ငံလုံးကိုရောက်အောင်လုပ်မယ်ဆိုရင်အဲ့ဒါဟာရုရှားရဲ့ကြာဆုံးမှုစီဥတီစေပါလိမ့်မယ်လို့ထရမ့်က post မှာဖြည့်ဆွတ်ဖော်ပြခဲ့ပါတယ်ပူတင်ကမကြမကြာချီချူးပြောကြားခဲ့တဲ့ထရမ့်ရဲ့အခုမှတ်ချက်စကားကပူတင်ကိုရှာရှာပါပါပြစ်တင်ကြိမ်းမောက်မှုဖြစ်လာပါတယ် ယူကရိန်းနဲ့အပြစ်ခတ်ရေးဆွဲရေးကိစ္စမတိုးတာမဆုတ်တာအခြေအနေဖြစ်နေချိန်မှာရုရှားရဲ့သဘောထားရည်တည်မှုကိုစိတ်ပြတ်မှုတိုးလာတယ်လို့ထရမ့်ကပြောပါတယ်။မေ25ရက်အစောပိုင်းမှာထရမ့်ကယူကရိန်းနောက်ဆုံးတိုက်ခိုက်ခံရတဲ့ကိစ္စအတွက်မိမိမပြောရှင်ဘူးလို့သတင်းတောက်တွေကိုပြောကြားခဲ့ပြီးရုရှားကိုပေးဆို့မှုတွေတိုးမြှင့်ဖို့ပြည့်ပြတ်သားသားစဉ်းစားနေတယ်လို့ဆိုပါတယ်။ကျွန်တော်ကသူနဲ့တိခဲ့တာကြားပါပြီ။အမြဲတမ်းသူနဲ့သဘောထားတိုက်ဆိုင်ပါတယ်။ဒါပေမဲ့သူကမြို့တွေပြည်သူတွေကိုရော့ကတ်တွေပစ်ပြီးတတ်နေပါတယ်။အဲ့ဒါတော့ကျွန်တော်လုံးလုံးမကြိုက်ပါဘူးလို့ထရမ့်ကဖော်ပြခဲ့ပါတယ်။ မြောက်ကိုရီးယားကစစ်သည်မောမတော်တဆမှုနဲ့ပတ်သက်ပြီးနောက်ထပ်အရာရှိတဝက်ကိုဖမ်းဆီးခဲ့တဲ့တဲ့ရင်ကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါမယ်။မြောက်ကိုရီးယားဟာပြီးခဲ့တဲ့တဲ့ရင်ဘက်ကစစ်သည်မောတဆင်းရေချတဲ့အခမ်းအနားမှာမတော်တဆဖြစ်ပြီးတင်မောထိခိုက်သွားခဲ့တဲ့ဖြစ်ရပ်နဲ့ပတ်သက်လို့စရုပ်ထမြောက်အရာရှိတဝက်ကိုထပ်မံဖမ်းဆီးခဲ့တယ်လို့နိုင်ငံပိုင် KCNA တဲ့ရင်အေဂျင်စီကမေလ26ရက်နေ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။မေလ21ရက်ကတန်ငါးရောင်အလေးချိန်ရှိတဲ့ဖြတ်သိမ်းမောရေချတဲ့အခမ်းအနားမှာ ။တင်းမောဟာဟန်ချက်မညီပဲရှော့ကျသွားခဲ့ပြီးတင်းမောဝမ်ပိုက်ပိုင်းအကွဲသွားခဲ့ကြောင်းမြောက်ကိုရီးယားကထုတ်ပြန်ခဲ့ပါတယ်။ဒီမတော်တဆမှုနဲ့ပတ်သက်ပြီးမြောက်ကိုရီးယားအာဏာပိုင်တွေကချောင်ကျင်းစိတ်ကန်းကအင်ဂျင်နီယာချုပ်ကန်ဂျုံချိုတင်မောကိုရီးတီဆောင်ရေးအကြီးအကဲဟန်ယောင်ထက်စီမံအုပ်ချုပ်ရေးရာလက်ထောက်မနေဂျာကင်ယောင်ဟက်တုတ်ကိုလည်းဖမ်းဆီးခဲ့ကြောင်းမေ25ရက်က ထုတ်ပြန်ခဲ့ပြီးအခုအခါစရုံးထမြောက်ရန်ရှိတုံးကိုထပ်မံဖမ်းဆီးခဲ့တာဖြစ်ပါတယ်အခုဖမ်းဆီးခံရသူဟာ ပါတီဗဟိုကော်မတီရဲ့ဆက်လက်နက်ပစ္စည်းလုပ်ငန်းဌာနရဲ့လက်ထောက်ဌာနမှရီဟွန်ဆန်းဖြစ်ကြောင်း KCN ကဖော်ပြခဲ့ပါတယ်။ရီဟာကြီးလေးနဲ့သင်္ဘောမတော်တဆမှုဖြစ်ရတဲ့အတွက်အလွန်တာဝန်ရှိသူဖြစ်ကြောင်း KCN ကထုတ်ပြန်ခဲ့ပါတယ်။မေ23ရက်ကလည်းအာနာဝိုင်းတွေဟာသင်္ဘောကြီးမန်နေဂျာဟောင်ကီဟိုကိုဆင့်ခေါ်ခဲ့ကြောင်းထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။ မြန်ကိုရီးယားကောင်းဆောင်ကင်ဂျုံအွန်ဟာချောင်းချင်းစိတ်ကမ်းမှာပြုတ်လုတဲ့တန်ငါးရောင်လေးချိန်ရှိတဲ့ဖြတ်သိမ်းမောရေချတဲ့အခမ်းအနားကိုတက်ရောက်ကြည့်ရှုခဲ့ပြီးမတော်တဆမှုဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်ကိုသီးမခံနိုင်တဲ့ရာဇဝဲလုံးရက်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။နောက်ဆုံးသတင်းဒီပုံအနေနဲ့မိမိနေပြတဲ့သက်တမ်းအတွင်းမှာ Real Madrid အသင်းရဲ့ခေတ်သစ်တစ်ခုကိုအစားပြုသွားမယ်လို့အလွန်ဆိုကြုံးဝါခဲ့တဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာပါ။ Real Madrid အသင်းနဲ့ Spain လူရင်းစင်အသင်းတို့ရဲ့ကစားသမားဟောင်းတအူးဖြစ်တယ်လို့ လက်ရှိ Real Madrid အသင်းရဲ့နီးပြတဲ့အဖြစ်ခန့်အပ်ခံခဲ့ရတဲ့ Xavi Alonso ကမိမိနီးပြသက်တမ်းကာလအတွင်းမှာ Real Madrid အသင်းရဲ့ခေတ်သစ်တစ်ခုကိုအစပြုသွားမယ်လို့ကြုံးဝါပြောဆိုခဲ့ပါတယ်။အသက်53နှစ်အရွယ်ရှိတဲ့ Xavi Alonso ဟာ Real Madrid အသင်းနီးပြအဖြစ်ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကတရားဝင်ခန့်အပ်ခံခဲ့ရတာဖြစ်ပြီးအရင်နီးပြဟောင်းဖြစ်တဲ့အီတလီလူမျိုးဝိုင်းရင်နီးပြကာလိုအန်ဆယ်လော်တီရဲ့နေရာမှာအစားထိုးတောင်းယူရမှာဖြစ်ပါတယ်။ ရီယယ်မက်ဒရစ်အသင်းဟာပြီးခဲ့တဲ့2024-25ရာသီမှာဖလားလက်မဲ့ရာသီတစ်ခုနဲ့ကြုံတွေ့ခဲ့ရပြီးနောက်မှာအန်ဆယ်လော့တီနဲ့တက်တန်းတိုးခြင်းမရှိတော့ဘဲလူငယ်ကျယ်ပွင့်နေပြတူဖြစ်တဲ့အလွန်ဆိုနဲ့လက်တွဲခဲ့တာဖြစ်ပါတယ်။အလွန်ဆိုကကျွန်တော်အသင်းနေပြအဖြစ်ဆောင်ရွက်တဲ့ကာလအတွင်းမှာရီယယ်မက်ဒရစ်အသင်းရဲ့ခေတ်သစ်တစ်ခုကိုစတင်နိုင်ဖို့ကြိုးစားသွားမှာဖြစ်ပြီးအသင်းပရိသတ်တွေအနေနဲ့လည်းအရန်စိတ်လှုပ်ရှားနေကြပါလိမ့်မယ်။ဒီအသင်းရဲ့အလွန်ကြီးမားတဲ့တမိုင်းကြောင့်ကိုပုံမကြီးမားလာအောင်ကျွန်တော်အစွမ်းကုန်ကြိုးစားသွားမှာပါ။ ဒီနေ့ကကျွန်တော်တို့အတွက် special နေ့တစ်နေ့ဖြစ်ပြီးကျွန်တော်ရဲ့ကိုယ်ပိုင်ပြက်ကလေးမှာထူးခြားတဲ့နေ့ရက်တရက်အဖြစ်အမှတ်သားပြုရမယ့်နေ့တစ်နေ့လည်းဖြစ်ပါတယ်။ဒီနေ့ကကျွန်တော်ရဲ့အိမ်လုံးခန်းစားရတဲ့နေရာဖြစ်ပြီးဒီလိုသမိုင်းကြောင်းကြီးမားတဲ့အသင်းကြီးတသင်းရဲ့နေပြဖြစ်လာတဲ့အတွက်လည်းကျွန်တော်အယံပျော်ရွှင်နေပါတယ်လို့ပြောပါရစေ။ရှာဘီလွန်ဆိုဟာ Real Madrid အသင်းမတိုင်မီဂျာမန်ဘွန်ဒလီကာကလပ်အသင်းတသင်းဖြစ်တဲ့ Leverkusen အသင်းကိုဂိုင်တွဲခဲ့ရမှာဘွန်ဒလီကာအမှတ်ပေးချန်ပီယံဖလားရရှိအောင်ဆွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ မေလ28ရက်နေ့မနက်ခင်းသတင်းတွေကိုတရက်ထုံးနဲ့တင်ဆက်ပေးသွားခဲ့တာပါနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရရှင်ညနေ၄နာရီမှာလည်းညနေခင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်ကောင်းသောနေ့ရက်လေးကိုပိုင်ဆိုင်နေပါစေရှင်